င်္ဂလာပါကုတ်ခေါက်မှာတော့နိုဝင်ဘာလအတွင်းပြည့်နှစ်လာတိုင်းကြီးရှိတဲ့သတင်းတူသတင်းမှားတွေကိုသတင်းဖက်ရှိသူတွေကြိုတဲ့သတင်းပြုနိုင်ဖို့စူးစီးဖော်ပြတော့မှာပါဒီလာထဲမှာအထင်ကြီးအနေဖြင့်အမျိုးသမီးတွေပေါ်ဂျမ်းဖမှုပပျောက်ရေး26ရက်တာလှုပ်ရှားမှုကိုနိုဝင်ဘာ25ရက်မှာစတင်မှာဖြစ်ပါတယ်နှစ်စဉ်ကျင်းပနေကြဖြစ်ပြီးဒီလိုနေ့တွေမှာအရင်ကလှုပ်ရှားမှုပုံအဟောင်းတွေပြန်လည်ဖြန့်ဝေလာနိုင်တာကိုသတိပြုဖို့လိုပါတယ်ဒါအပြင်စစ်တပ် lobby channel ရဲ့ဒီလိုနေ့တွေမှာတော်လိုင်းအမျိုးသမီးတွေအပေါ်ပုတ်ခတ်ပုတ်ဖြတ်ရေးသားမှုတွေကိုလည်းသတိပြုဖို့လိုပါတယ် တဆက်သေးမှာပဲတိုက်ပွဲသတင်းတွေနဲ့ပတ်သက်လို့မေးပြန်ချိန်နေစစ်ဆောင်ပြည်သူတွေရဲ့အခက်ခဲနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုသတိပြုရန်လိုအပ်ပါတယ်။ဒါအပြင်တိုက်ပွဲဗီဒီယိုဖိုင်ဟောင်း AI ဒီပညာနဲ့ဖန်တီးထားတဲ့ရုပ်သံနဲ့လူမျိုးရေးဘာသာရေးခြေခံဝါဒဖြန့်သတင်းအမှားတွေပြန့်နှံ့နေတဲ့ကြေကိုလည်းအထူးကြိုပြုစောင့်ကြည့်ရမှာပါ။စစ်ကောင်စီကအတင်းအဓမ္မပြုလုပ်ဖို့စီစဉ်နေတဲ့ရွေးကောက်ပွဲကျင်းပဖို့ကလည်းတလားကျော်သာကြံတော့ရမှုပြည်သူတွေအနေနဲ့ဒီကာလတွေမှာရွေးကောက်ပွဲအကျိုးမှဖြစ်နိုင်တဲ့ပြဿနာတွေမဲဆွယ်ပွဲနဲ့ပတ်သက်လို့ဖြစ်စဉ်အဟောင်းတွေကိုလည်းသတိပြုရမှာဖြစ်ပါတယ်။ အခုဆိုစီအိုဆွေရွေးကောက်ပွဲအတွက်ဝါရပြန့်ရုပ်ရှင်ရိုက်ကူးထားပြီးတရုတ်ရှင်ပေါ်လူရီရဲ့ဆန့်ကျင်မှုရွေးကောက်ပွဲပေါ်ဆန့်ကျင်မှုအချိန်မီတက်နေချိန်မှာပြည်ရင်းမှာရှိတဲ့ပြည်သူတွေကိုစစ်တပ်ကရွေးကောက်ပွဲဆန့်ကျင်မှုအကြောင်းပြကဖမ်းဆီးရမျိုးတွေလည်းရှိနေတာကြောင့်သတိပြုချဖို့လိုအပ်ပါတယ်ဒါကတော့နိုဝင်ဘာလထဲမှာထွက်ပေါ်လာတဲ့ကြေရှိတဲ့သတင်းစုသတင်းမှားတွေနဲ့ပတ်သက်လို့ဖော်ပြခဲ့တာပါ။သတင်းဖတ်ရှုသူတွေအနေနဲ့လည်းသတင်းတွေကိုချက်ချင်းယုံကြည်ပြီးကောက်ချက်ချတာမျိုးမဟုတ်ပဲသက်ဆိုင်ရာကတရားဝင်ထုတ်ပြန်ချက်တွေတိကျခိုင်မာတဲ့သတင်းရင်းမြစ်တွေနဲ့သက်ဆိုင်စစ်ဆေးဖို့လိုအပ်ပါတယ်။ ဒါအပြင်လွတ်လပ်ပြီးမီကိုကင်းတဲ့သတင်းဌာနတွေကသင်အတီးပြုပြီးမှသာယုံကြည်လက်ခံကြဖို့လည်းတိုက်တွန်းလိုက်ရပါတယ်။မီဇီမာကိုကြည့်ရှုအားပေးနေတဲ့သူတွေအနေနဲ့လည်းစစ်စစ်စီခြင်းတဲ့သတင်းတွေရှိခဲ့မီဇီမာကိုပေးပို့လို့ရပါတယ်။ပေးပို့မယ်ဆိုရင် t.ally/agfbz ဆိုတဲ့ link ကိုရိုက်ထည့်ပြီးစစ်စစ်စီခြင်းတဲ့သတင်းအကြောင်းအရာကို link နဲ့တကွပေးပို့ပေးပို့မြစ်တာရက်ခံအပ်ပါတယ်။လောကောမီဒီယာကိုဆက်လက်ရည်တည်နိုင်ဖို့ပရိ ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမား TV YouTube Channel မှာမမဝီပြည့်ချက်ကိုကူညီနိုင်ကြမယ်အသိပေးထိတ်ခေါ်လိုက်ပါစီ